သူကျွန်တော်အဲ့လိုစက်သားပြောပါမယ်စက်သားလေးတွေအဲ့လိုနုံနုံဆင်းပြီးတော့ချက်တစ်လုံးလောက်ပြီးတော့ချက်ကျွေးရခင်ရန်ကောင်တော်တော်ပြောရှင်ရပါတယ်ဘာလို့လဲဆိုတော့ဒါသူတို့နဲ့နေရချောင်းမိသားစုတစ်ခုနောက်တစ်ခုလိုမျိုးပဲအဲ့လိုမျိုးခံစားဟောဝမ်းသာတာဗောကိုကိုယူလာတဲ့ကိုယူထားတဲ့ကိုအမျိုးသမီးနဲ့ကိုမိသားစုနဲ့အဆင်ပြေနေရဆိုတော့အတိုင်းမသိဘောဝမ်းသာကြရပါအဖေရဲ့တကားတိုင်းကုသားတွေသမီးတွေပါမယ်ဆိုတာမျိုးတော့မဟုတ်ဘူးเนาะဒီ producer ကဒီကားအတွက်ဒီဇက်မှာဒီ character ဒီမင်းသားဒီမင်းသမီး အာသူတို့ရွေးချယ်ရွေးချယ်ရမှာလေအဲ့မှာကျွန်တော်တို့ ਨੇ လိုက်ဒီမလိုက်ဒီอ่ะအဲသူတို့ဆုံးဖြတ်ပြီးမှ writer ရှိရောက်တာဆိုတော့အဖေကတော့အဲကုသားတွေသမီးတွေကိုကျွန်တော်ကမှထည့်သုံးမှဆိုတော့ဇာတ်ကားမျိုးမပြောဘူးကျွန်တော်တို့ကလည်းမတောင်းဆိုဘူးအဲအဓိကက academy ဆိုတာထက်ဟိုပြိသက်အားပေးမှုအပြေဝါရပါစီပဲရှိတောင်းလိုပါတယ်ကျွန်တော်တော့ကျွန်တော်မမြော်လိမ့်မှာအဲ့အဲ့ကလေးကြားဆိုတာလေဟိုမင်းတို့ ခန္ဓာကိုယ်မှာရှိတဲ့မင်းတို့မျက်နှာမှာရှိရဲ့အဲမင်းတို့ရဲ့ထူးခြားတဲ့လေတွေကိုအထူးပြုပြီးဆွဲတဲ့ဘုံကွာသူ့နှလုံးသားထဲမှာမင်းတို့ညီကိုတုံးကစစ်စီဟာကောင်းတယ်လို့ထင်လို့ဒီလိုပုံလေးဆွဲတာပါကွာဟုတ်တယ်မလားမဟုတ်ပါတေချာအားဆိုင်ထုတ်ထားတဲ့ကားလေးပြိသက်ရှိခြားပြခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်အသာပါတယ်ဖေးကိုဂုံပြုတ်ပေးတော့ဖို့တက်လာပါသဘောကျပါတယ်ဟိုက အဖေနဲ့ကတွေ့ပြတဲ့အချိန်တိုင်းဒီနေရာလေးကိုသူပြရတယ်ဗောနော်ဒီဒီဟာကို post meeting ရဲ့အချိန်မှာလေးကကျွန်တော်တို့ဒီညလေးပြရတယ်။ဒါတကယ်လေးကောင်းတဲ့ကားလေးတကားဗောနော်တကယ်လေးရှင်းခုံးမှာဆက်ကတော့အတိအကျအားလုံးမသိသေးဘူးဆိုတော့ကျွန်တော်ခုမှကြည့်ရမှာ။မောင်နှမဆိုတော့ကောင်းတော့1500ထက်928ကပူပြီးတော့အဲဂျင်မထဲဟိုရောက်စီတဲ့အရာမျိုးဆိုတော့အာတကယ်ကောင်းမဲ့ကားတကားလိုမျှော်လင့်ပါတယ်။ ကျတော့ဒီလိုမိသားစုကားလေးဆိုတော့စိုက်တယ်အဲအကြောင်းမို့လို့တက်လာပါဘောနော်ပြီးတော့အဖေရိုက်တာဆိုပို့ပြီးတော့အားပေးပါတယ်အဲအဖေနဲ့အဲ့လိုမပြောဖြစ်ဘူးမပြောဖြစ်ဘူးဆိုတာဘယ်လိုလဲဆိုတော့အဖေရဲ့တကားတိုင်းကုသားတွေတမိရပါမယ်ဆိုတာမျိုးတော့မဟုတ်ဘူးเนาะဒီ producer ကဒီကားအတွက်ဒီဇက်မှာဒီ character ဒီမင်းသားဒီမင်းသမီးအဲသူတို့ရွေးချယ်ရွေးချယ်ရမှာလေအဲ့မှာကျွန်တော်တို့ ਨੇ လိုက်ဒီမလိုက်ဒီอ่ะအဲသူတို့ဆုံးဖြတ်ပြီးမှ writer ရှိရောက်တာဆိုတော့အဖေကတော့ အဲကုသားရီသမီးတွေကိုကျွန်တော်ကမှထဲ့သုံးမှာဆိုရက်စကားမျိုးမပြောဘူးကျွန်တော်တို့ကလည်းမတောင်းဆိုဘူးဘာဖြစ်ဖြစ်ဟိုအဖေကမှအခုပါတဲ့အနုပညာရှင်တွေအကုန်လုံးကကျွန်တော်ရဲ့ညီကိုတွေမောင်နှမတွေလိုပဲဆိုတော့သူတို့အစားဝမ်းသာပါတယ်ဒီကားမှချောထရေလာကြည့်ရကြည့်တာဲ့ဒါပေမဲ့အဲ့လိုမျိုးကသူကတော့နော်ဖုန်းနေရနော်ဖုန်းနေသူကတော့နေရာတိုင်းကိုသူကအဲသရုပ်ဆောင်ရင်တော့ဟိုဘာဖြစ်ပါ့ဲ့အကုန်လုံးကို လို့ပြောရမယ်ပြောပြောရမယ်ပြောတတ်တယ်အကောင်လုံးနဲ့ကြည့်ကောင်းပါပါဖေနဲ့ကအဲ့လိုမျိုးမပြောပြဘူးပေါ့နော်ဒါကျွန်တော်တို့ဟာဒါမိဘတယောက်အနေနဲ့သူ့မှာဟိုသူဖြစ်တဲ့စိတ်ခံစားချက်ပေါ့ကျွန်တော်တို့ကလည်းကျွန်တော်တို့အလျောက်အစူးစားရဲ့စူးစားခွင့်ရလာတဲ့ရုပ်ရှင်ကားတွေမှာကျွန်တော်တို့အကောင်းဆုံးကျွန်တော်လည်းစူးစားပါတယ်အဲဒါကတော့ကိုယ့်ရှိရလာတဲ့ဟိုဟိုဘယ်လိုပြောမလဲဒီအခွင့်ရေးပေါ်မူတည်ပြီးတော့ကျွန်တော်တို့လောက်ွက်ရှိတာပေါ့မရှိတဲ့ကားတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့မှာ လုတ်ပေါ်မရရလေးရှိတယ်။အဲ့တော့ဟိုအကောင်းဆုံးလုတ်ပြနိုင်တဲ့အနေအထားမျိုးနဲ့အဖေရှိရဲ့အချိန်မှာတချိန်ကြာရင်တော့ကျွန်တော်အကောင်းဆုံးချပြမှာ။အဲအဓိကက Academy ဆိုတာထက်ဟိုပြည့်သက်အားပေးမှုအပြည့်အဝရပါစေပဲရှိတောင်းလိုပါတယ်။ကျွန်တော်တော့ကျွန်တော်မမျှော်လင့်ပါဘူး။အခုအရင်ကလည်းအဖေကတရုတ်ဆောင် လုတ်တဲ့အချိန်မှာလည်း ဖေးရဲ့အကူလိုခြေရတယ်တကယ်အရင်လိုခြေရတယ်ဥကုသူဆိုတာဥကုသူပေါ့နော်ဥကုသူကလည်းသူဒရိုက်တာလုပ်တဲ့အချိန်မှာတော့လေသူက drama အရန်ပိုင်တဲ့ဒရိုက်တာတယောက်အနေနဲ့ရက်တိခဲ့တာဆိုတော့အဖေလည်း drama ကိုသူလည်းယူတယ်သူဒီတက်ပို့ပြီးတော့ပရိသတ်ရင်ထဲရောင်းမဲ့ဟာတွေသူ့မှာရှိသေးတယ်သူချပြမဲ့အချိန်ရောက်လာလို့ရှိရင်ပရိသတ်ဟိုကြည့်ရမှာပါဟုတ်အမေရန်ဟိုအားကြကုန်ယူရတဲ့လူပေါ့နော်ပြီးတော့ဟို သူရိုက်သမျှကားရေဆိုလို့ရှိရင်လည်းတခုခုပြိတ္တရှင်နဲ့တော့ကြံခဲ့ရလို့ပြောရတာထင်ပါတယ်ဟုတ်ဒီကားလည်းအဲ့လိုမျိုးအောင်မြင်ပါစေလို့ဆုတောင်းပေးပါဖေရဒရိုက်တာတယောက်အနေနဲ့သူခန်းစားရုံနဲ့မကောက်တော့ဒီဇက်ကိုလည်းသူကစံညွှန်းရေးတဲ့အချိန်ဟာအဆသူအစအဆုံးသူ့မှာဒီကားအတွက်ကိုသူဟိုအစလည်းဆုံးကုန်ပြင်းစင်လာတာဆိုတော့ကျွန်တော်တခုပြောချင်တာအဖေဒီကားပရိသတ်ရင်ထဲတကယ်ရောက်ပြီးတော့ပရိသတ်အားပေးမှုအပြည့်အဝနဲ့အောင်မြင်ပါစေလို့ပဲဆုတောင်းပေးပါတယ်ကျွန်တော်မှာတော့အဲ့အဲ့ခံစားချက်ကကျွန်တော်ပြောပြတတ်ဘူး တိတ်တော့တိတ်တော့မခံစားဘူးကြာဘာလို့လဲဆိုတော့ပြိတ္တချစ်နေတရားရင်တော့ချစ်နေကိုကျွန်တော်ကျင့်နေတယ်ကျန်တာမလို့ကျွန်တော်ကတော့အဖေကဒီဟာသားတယုတ်ဆောင်အနေနဲ့ပေါ့နော်ဘယ်လိုတခုခုတော့အောင်မြင်ခြင်းမတိုင်တခုတော့ရှိသင့်တယ်လို့တော့ကျွန်တော်ထင်ပါတယ်အဲကျွန်တော်ချက်ကျွေးပါတယ်အများကြီးပဲသေးလိုက်ရတော့ကျွန်တော်စားရစားရတယ်ဒါပေမဲ့တိတ်တိတ်ပြီးတော့မစားဖြစ်ဘူးကြောက်တယ်ကြောက်တယ်လည်းလှုပ်ကြံတာညီမလှုပ်လှုပ်ကြံတာချောတယ်အဲမို့လေချောပြောရမို့တဲတဲဦးတဲတဲတဲဦးကြောက်ပါအဲ့လိုမျိုးဆိုဒါပေမဲ့ကောင်းပါတယ် လောက်ကျန်တာဆိုတော့ဟိုလေလောက်ကျန်တာဆိုတော့သူ့ကိုကြောက်နေရတာသူကကျွန်တော်နဲ့ကတခါကျအမြင်နဲ့တောင်းတောင်းတွေ့တာနဲ့အဲ့လိုတက်နေကြတာဆိုတော့ကြာနေကောင်းတယ်ပြောပြီးတော့ကျွန်တော်တခုခုအဲ့လိုငန်လာလို့ပါလို့စက်တာလို့လောက်လိုက်မှာကျွန်တော်သိရတယ်ဆက်လိုက်ရကောင်းပါတယ်ကောင်းတယ်ကျွန်တော်ကိုရောမစားရဲဘူးဩဝမ်းတာတာဗောကိုကိုယူလာတဲ့ကိုယူထားတဲ့ကိုအမျိုးသမီးနဲ့ကိုမိသားစုနဲ့အဆင်ပြေနေတယ်ဆိုတော့အတိုင်းမသိဘူးဝမ်းတာစရာပါဟုတ်တော်တော်ပျော်ရွှင်ရပါတယ်ဘာလို့လဲဆိုတော့ဒါဘယ်လိုပြောရမလဲဒီမိသားစုကအရန်ဟို အရင်ပါဗျမေတ္တာပေးရပေါ့နော်ဒီသူတို့နဲ့နေရချောမိသားစုတစ်ခုနောက်တစ်ခုလိုမျိုးပဲအဲ့လိုမျိုးခံစားရမှာဟုတ်တယ်အဲ့အမေအမေနဲ့ဖေးရအမှတ်တရပဲအဲ့သူတို့ညာကစားတော့ဖြစ်တဲ့ဟာပေါ့အမေအမေကဟင်းချက်ကောင်းတယ်အဲ့ဒါအဖေအဖေလည်းသိပါတယ်အဖေကတသက်မှာဟာတာအနေနဲ့လုပ်တာအမေတခါကျရင်ကျွန်တော်တို့ချက်ကျူးရဲ့ဟင်းနေတယ်ကျွန်တော်စားရတယ်ငယ်တော့ပါဘောနော်အာသူကျွန်တော်အဲ့လိုချက်သားပြောပါမယ်ချက်သားလေးတွေအဲ့လိုနုံနုံဆင်းပြီးတော့ချက်တစ်လုံးလောက်ပြီးတော့ချက်ကျူးရဲ့ဟင်းရန်ကောင်းဟုတ်ဟုတ်တယ် ။ဟာကြောက်အောင်ချွေးတွေပြန်လာပြီးမှ။ဖြတ်ချွေး။ဟာအဲ့ဒါချွေးစုမပါဘူးကျွန်တော်တို့နှစ်ယောက်ကအဲ့လိုမျိုးစိတ်အပြောင်းလဲပြန်အောင်ရှောက်လို့တယ်ဒီဟာပုံစံကိုယ့်ဘောင်ညီကွေးလာလို့ရှင်တခြားပုံစံပြောင်းတယ်။ဟုတ်ကဲ့ပါ။အောင်စီအောင်မရုပ်ရှင်ကဟိုတင်တဲ့အချိန်ကြာလို့ရှင်လေပြည့်တဲ့အားလုံးတခဲနဲ့လာရောက်အားပေးပါလို့ဖိတ်ခေါ်ပါတယ်ဗျာ။ကျေးဇူးများတင်ပါတယ်။